ဘာသာမဲ့ဟာကြောက်เสียအရာလားလို့စဉ်းစားမှာပေါ့နော်ဘာသာမဲ့တာကကြောက်เสียမလို့ဘူးလို့ဓမ္မမဲ့မှာပဲကြောက်เสียကောင်းတယ်ဘာသာမဲ့ဆိုတာတို့အမှတ်ပုံတင်တို့လူပေါ်ကအိမ်တော်စုဇေယျတို့လူပေါ်နော် အလုတ်ကင်လျှောက်တဲ့အခါမှာဟိုဇေယျကွယ်လေးတွေဖြည့်တဲ့အခါမှာအဲ့ဒီမှာကိုကွယ်သီးဘာသာဆိုတဲ့အကွက်ကလေးပါတယ်လေအဲ့တော့ငါတို့ကဗုဒ္ဓဘာသာလို့ဖြည့်လိုက်တာပေါ့နော်သူတို့ကြတော့အဲ့ဒီဘာဘာသာရေးလို့အမည်မခံချင်ကြဘူးသူတို့ကနော်ဗုဒ္ဓဘာသာလို့လည်းအမည်မခံချင်ဘူးခရီးယားလို့လည်းအမည်မခံချင်ဘူးအစ္စလာမ်လို့လည်းအမည်မခံချင်တဲ့ခါကျတော့ဘာဘာကွက်မှမဖြည့်ဘဲနဲ့ထားလိုက်တာအဲ့ဒီနေရာမှာဘာသာမဲ့ပေါ့နော်ဘသူပြောတာတော့ဆွီဒင်တို့နော်ဝေးတို့ဆွစ်ဇာလန်တို့ယောက်အိုင်ယာလန်တို့ ဖင်လန်လို့ဆိုတဲ့အဲ့ဒီနိုင်ငံတွေပေါ့နော်နိုင်ငံငယ်လေးတွေပါပဲဖွန်လဲဖွန်ဖြိုးပြီးနိုင်ငံလေးတွေသူတို့ကအဲ့ဒီနိုင်ငံလေးတွေမှာဆိုရင်တဲ့ဘာသာမဲက80ရာခိုင်နှုန်းတော့ကျော်တယ်တဲ့85ရာခိုင်နှုန်းတော့ရှိတယ်ဘာသာမဲလူဦးရေပဲနော်တိုင်းပြည်လူဦးရေပဲဘာသာမဲတွေရှိတယ်ဒါပေမဲ့လို့တဲ့အဲ့ဒီနိုင်ငံလေးတွေကစီးပွားရေးလည်းကောင်းတယ် စီးပွားရေးကောင်းတဲ့အတွက်စာမတတ်တဲ့သူလည်းမရှိဘူးအကုန်လုံးစာတတ်တဲ့ပညာတတ်တဲ့ကြီးလည်းရှိမှုမှုကင်းနေတယ်ရာဇဝတ်မှုကင်းနော်ရာဇဝတ်မှုကင်းအ ਨੇ ပါဆုံးနိုင်ငံလေးတွေနော်ပြီးတော့အလှအတန်းအများဆုံးတဲ့ကမ္ဘာမှာနော်တူနိုင်ငံလေးတွေကစီးပွားဖြစ်တဲ့ခါကျတော့ဆင်းရဲတဲ့နိုင်ငံလေးတွေကိုလိုက်လှူကြတာတို့ကဟိုငါတို့လိုနာမည်မခံဘူးနာမည်မခံမဲနဲ့လှူတာဖြစ်တဲ့အတွက်မသိရဘူး စည်ရင်ကောက်ကြည့်မှသိတာကမ္ဘာမှာအလှအတန်းအများဆုံးတဲ့မှာအဲ့ဒီနိုင်ငံကအဲ့ဒီဆွီဒင်တို့ဆိုတဲ့နိုင်ငံလေးတွေပါတယ်အလှတန်းတော့ဘာသာမဲ့ဟာကြောက်စရာအရာလားလို့စဉ်းစားမှာပေါ့နော်ဘာသာမဲ့တွေများလာရင် ကြောက်ရမှာလားဆိုတော့သူတို့ကိုကြည့်လိုက်တဲ့ခါကျသူကသာတယ်ကြောက်ရမယ့်အရာမဟုတ်ဘူးနော်အဲ့ဒါနဲ့ငါကပြောတာပေါ့နော် ဘာသာမဲ့တာကကြောက်เสียရမလို့လို့ဓမ္မမဲ့မှာပဲကြောက်เสียရကောင်းတယ်လို့နော်ဘာသာမဲ့နဲ့ဓမ္မမဲ့တာသူတို့ကဘာသာတင်မဲ့တာဓမ္မမမဲ့ဘူးနော်ဓမ္မမမဲ့ဘူးဓမ္မဆိုတာလူတယောက်လိုက်နာရမယ်ကျင့်ဝတ်စီမင်းစည်းကမ်းတွေကိုဓမ္မလို့ခေါ်တာလေနော်ဓမ္မပဲဟိုသူတို့ဘာသာမဲ့ပေမဲ့လို့ရာဇဝတ်မှုကင်းတွေနေတယ်ငွေကြေးဖောင်းပွားမှုလည်းပဲမရှိဘူး စီဝါလည်းပဲဖြစ်တယ်လူတွေအားလုံးကလည်းပဲသရဗေဒပညာရတ်တွေကများတယ်ဆိုတော့ဒါကြည့်လိုက်လို့ရှင်တို့ကဓမ္မမမေ့ဘူးမေခွင်းပြပါဖုံးဖုံးနဲ့လူရင်းပဲမေးပြရသေးတယ်လူတွေသေးတဲ့အခါဖုံးကြီးကမပါမဖြစ်ပါတဲ့ဖုံးကြီးနဲ့လူတစ်ခါတရင် ဖုံးကြီးနဲ့တုံးခါလောက်လှုပ်ရှုပ်ပါတယ်တခြားပါတာဆိုရင်ရောဘာသာမဲ့ဆိုရင်ရောဒီနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အတွက်ကြောင့်ဗုဒ္ဓဘာသာ ုံကြီးတွေပြင်မှာတော့ထုံးစံမယ်လေခရိယန်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ယုံကြည်ချက်ရလုံးမှာပဲအစ္စလမ်ဆိုရင်လည်းဒီလိုပဲဟိန္ဒူဆိုရင်ရောဒီလိုပဲလုံးမှာပဲလေနော်ဒါကအပြစ်ပြောလို့မရဘာသာမဲ့ဆိုရင်ရောဆိုလို့ရှိရင်ဦးဇင်းတို့ဘာသာမဲ့တာမမဲ့တာအရေးမကြီးဘူးဒီကကဘာလဲဆိုရင်ဓမ္မမမဲ့ဘူးပဲတရားမမဲ့ဘူးပဲတရားဆိုတာဘာလဲဆိုကုသိုလ်လုပ်တာလို့ဟုတ်တယ်မလားအကုသိုလ်ရှောင်တာလို့ ကိုကျင်းသာတရားတို့သူတပားအားငယ်တဲ့ပုဂ္ဂိုလ်ဘောငဲ့ညာမှုတို့ထောက်ထားမှုတို့သာနာမှုတို့ဒါတွေကဓမ္မတွေပဲအဲ့ဒီဓမ္မတွေမမဲ့ဖို့လိုပါတယ်ဘုဒ္ဓဘာသာယူသဆိုရင်တေခါနိသိကအရေးကြီးပါတယ်အဲ့ဒါကြောင့်သူတို့ကဘုဒ္ဓဘာသာဘုံကြီးတွေပြင်ပြီးတော့တရားနာတာဖြစ်တယ်တေခါနိသိကောင်းအောင်လို့ပေါ့အာယုံကောင်းအောင်လို့ပေါ့တိုးတော့မလွယ်ပါဘူးဥပမာ တနေ့ပတ်လုံးဘောလုံးမကမ်းမဲနဲ့တကယ်ပြန်ပွဲမှာကကမ်းမဲသူရှိရင်တေးမှာပဲအတူပါပဲကိုကဘွားတစ်ချက်လုံးမကောင်းနိုင်လို့ပြီးတော့တေးကနေ့မှာကောင်းတဲ့အာယုံထင်ဖို့ဆိုတာမလွယ်ပါဘူးရှိတော့ရှိတယ်ရှားတယ်ဒါကြောင့်ကိုကဘွားတစ်ချက်လုံးကိုကုသိုလ်ကောင်းမှုတွေလုပ်ဖို့လို့ထားဒါမှတေးကနေ့မှာကိုကကောင်းတဲ့အာယုံထင်ဖို့လွယ်တာဖြစ်တယ်နော်ဘာသာမဲ့လေကုသိုလ်ကောင်းမှုလုပ်ထားမယ် ဒီကနေ့မှအဲကောင်းတဲ့အာယုံထင်မသိရှင်တယ်။နှက်ပြီးတက်မှာပဲ။နော်အဓိကဘာသာမေတ္တာအရင်မကြည့်ဘူးအဓိကဓမ္မမမဲဖို့ပဲ။